ဟေးရွှေကဲပြန်လာပြီလားငါဒီနေ့ကံကောင်းပြီးစာရီအများကြီးရခဲ့တယ်မင်းလည်းလာစားပါအောင်ကွာငါနေ့တိုင်းစာရီအများကြီးစားတာမင်းသိရမလားဒီနေ့လည်းဟိုငှက်တွေခွဲချွေးခဲ့ပြီပြီငါလည်းဘိုက်ပြေးကားနေပြီကြည်ရည်လေးလေးရတဲ့အစားကိုကို့ဘာသာဝအောင်စားပါကွာမင်းဟန်ဆောင်မနေပါနဲ့ကွာမင်းနေ့တိုင်းအစားနည်းနည်းပဲရလို့ဘိုက်ဆန်ဆာနဲ့အိပ်ရာဝင်နေရတာငါသိပါတယ်လာစားပါတငယ်ချင်းလား တာမီမီတို့အတွက် story creator entertainment မင်္ဂလာပါတသားမီတို့ရေဒီနေ့အကြွားတန်တော်ရွှေခဲဆိုတဲ့ပုံမြင်လေးကို ပြောပြပေးချင်ပါတယ်တခါကရွှေခဲနဲ့စိန်ခဲဆိုတဲ့ကျက်တူရီနှစ်ကောင်ရှိတဲ့ကွယ်စိန်ခဲလေးကတူတူတိတ်တိတ်နေတတ်ပေမဲ့ရွှေခဲလေးကတော့အရန်အကြွားတန်တဲ့ကွယ်ဒီနေ့ငါအစာရှာတာအများကြီးရလို့တခြားငှက်တွေကိုခွဲကြွေးခဲ့ရသေးတယ် တို့အစားရှာတာမရလို့တဲ့ငါ့ကိုကျေးဇူးတွေတင်နေကြတယ်ဟင်ငါ့ကိုကြတော့မကြွေးပါလားဟိုငှက်အုပ်ကိုခွဲကျွေးလိုက်တာမင်းတွေ့တော့ပြန်မြူခဲ့မိဘူးနောက်နေ့ယူခဲ့မယ်နော်ငါအနိုင်စာအများကြီးရတာမင်းသိတယ်မဟုတ်လားဟဲ့ဟဲ့အဲ့လိုနေ့စဉ်နေ့တိုင်းကြွားမှာပြောနေပေမဲ့စိန်ငယ်လေးအတွက်ကတော့တခါမှအစာမပါလာခဲ့ဘူးပေါ့ကွယ်ဒီနေ့မှာတော့ရွှေခဲအစာရှာပြီးတော့ပြန်လာတဲ့အချိန်စိန်ငယ်စီမှာအစာတွေအများကြီးတွေ့လိုက်ရတဲ့ရွှေခဲကမနာလိုစိတ်တွေဖြစ်လာတာပေါ့ကွယ် ။နောက်ပြီးတော့သူစိတ်နဲ့နှိုင်းရှင်ပြီးတော့စိတ်ငယ်ကြွားတော့မယ်လို့သူထင်နေတာပေါ့။ဟေးရွှေကဲပြန်လာပြီလား။ငါဒီနေ့ကံကောင်းပြီးစားရီအများကြီးရခဲ့တယ်။မင်းလည်းလာစားပါအောင်ကွာ။ငါနေ့တိုင်းစားရီအများကြီးစားရတာမင်းသိရမလား။ဒီနေ့လည်းဟိုငှက်တွေခွဲချွေးခဲ့ပြီပြီ။ငါလည်းဗိုက်ပြည့်ကားနေပြီ။ကြည်ရတလေလေးရတဲ့အစားကိုကို့ဘာသာဝအောင်စားပါကွာ။မင်းဟန်ဆောင်မနေပါနဲ့ကွာ။မင်းနေ့တိုင်းစားနေနေပဲရလို့ဗိုက်ဆန်စားနဲ့အိပ်ရာဝင်နေရတာငါသိပါတယ်။ လာစားပါတငယ်ချင်းအလားဆယ်ငယ်လေးကစီရနာနဲ့ပြောလိုက်ပြီမေရွှေခဲကတော့စိတ်ဆိုးသွားပြီးတော့အမဲမင်းရမြင်ငါ့ကိုပြောရတယ်ရှိသေး။ငါကမင်းလိုမျိုးဘော်ကအစာပဲရှာနိုင်တာမဟုတ်ပါဘူး။ရေပြင်ပေါ်မှာကူးနေတဲ့ငါးရီအစာတွေကိုပါရှာစားနိုင်တာကွ။နားလေလားဒီမှာကြည့်အခုပဲဟိုရေကန်ထဲကငါ့ကိုငါဖမ်းပြမယ်။ပြောပြောဆိုဆိုစိတ်ဆိုးမှန်ဆိုဖြစ်ဘာမှမစဉ်းစားမစဉ်းကျင်ပဲရေကန်ထဲကငါ့ကိုတချိန်လုံးစဉ်းကြိုက်ဖို့ထိုးစင်းသွားတော့တဲ့။ သူ့ရဲ့ကြွားဝါခြင်းနဲ့စိတ်နဲ့မခံကျင်စိတ်ဖြစ်နေတော့ကဲထဲမှာရှိရမိချောင်းကိုတော့မမြင်တော့ဘူးပေါ့ကွယ်ဒီလိုနဲ့ရေပြင်းသားရရောက်ချင်းမှာပဲမိချောင်းကရွှေခဲကိုခုံကိုက်လိုက်တော့တယ်ကွယ်ကဲတသားမိလေးတို့ရေမိမိရဲ့ကြွားဝါခြင်းနဲ့စိတ်ကြောင့်ဘာလို့မှမစင်စားမစင်ကျင်နိုင်တော့ဘူးဆိုရင်မိမိကိုယ်တိုင်ဒုက္ခရောက်တတ်တယ်ဆိုတာသတိထားရမယ်နော်